င်္ဂလာပါဒီပရနာလေးက APNA APA0 ဆီယူပြီးလေပေါ့အဲကျွန်တော်ကနေပြီးတော့ Resi Mode ကနေ Level Mode ချိန်ပြီးတော့ Open Level ပြီးတော့ Application လေးမှာအဲဘာကုတ် QR Code လေးပဲအစမ်းလေးထုတ်ပြပေးပါမယ်။ဒါဆိုဒီနေ့ဒီနေ့ Power ပိတ်ထားတဲ့အချိန်မှာ Resi Paper လေးစထည့်ထားတဲ့အချိန်မှာအဖုန်းလေးဖွင့်လိုက်မယ်။ကျွန်တော်အဲ voucher ပိတ် voucher စာရွက်တွေထုတ်လိုက်မယ်။ပြီးရင်သူ့မှာထင်းကြီးတဲ့အတန်လေးတစ်ခုပါရပါတော့ဒီပရင်တာ level ထုတ်မယ်ဆိုရင်ဘယ်ဘက်ကိုကပ်ပြီးထုတ်ရမှာထင်းကြီးတဲ့အတန်လေးနှစ်ခုပါတယ် ဒီကလစ်လေးကိုရှေ့ထားပြီးတော့လေဒီကလစ်လေးကိုရှေ့ထားပြီးတော့ကျွန်တော်ပြတာဒီတောင်းဆုံးမှာအန်ဝင်ဝအောင်တက်လိုက်မယ်ပေါ့နော်အန်အန်ကလစ်လေးကိုရှေ့ထားပြီးတော့အန်ဝင်ဝအောင်တက်လိုက်မယ်ရှေ့ဆုံးမှာထားပြီးတော့အရင်ဆုံးဒီကလစ်ပထမဆုံးကလစ်ကိုဒီဘက်မှာတက်ဒီဘက်မှာတက်မယ်ပြီးရင်ဒီဘက်စာရ30နဲ့30စိုက်ပေါ့နော်အတရားက3စင်တီမီတာရှိတယ်အငန်း တူးစင်နေတာရှိတယ်လေးပဲအသေးဆုံးဆိုင်ပုံပေါ့နော်ဘယ်ဘက်ကိုကတ်မယ်ဒီအစာလေးနည်းနည်းလေးထွက်မယ်ပြီးရင်ဒီကျွန်တော်ကင်သားတို့လိုလေးဒီအတန်လေးကိုဟင်မလှုပ်တော့ဘူးပေါ့နော်အဲပြီးရင်အော်မှကျွန်တော်ပြထားသလိုမျိုးလေးတက်လိုက်မယ်ပေါ့နော်ဒီဘက်မှာလေးတစ်ခုတက်ထားတယ်ဒီဘက်မှာလေးတစ်ခုတက်ထားတယ်ပြီးရင်စာလေးစာနည်းနည်းလေးထွက်လိုက်မယ် အဖုံးပိတ်လိုက်မယ်ပြီးရင်ပါဝါလေးဖွင့်လိုက်မယ်ဒီကဒရက်စီမုတ်ခင်းနေတာပေါ့နော်အဲလေဗယ်မုတ်ချိန်မယ်ဆိုရင်ကျွန်တော်ဒီကောင်လေးကိုတပက်ကလေးနေမယ်တက်စပေ့ဝါကင်းဆိုတဲ့စကားလုံးရောင်းသွားမယ်ဟုတ်ကဲ့မှာ ESC ဖြစ်နေတာကိုညာဘက်ကခလုတ်တွေနဲ့ချိန်နေတယ်။လေးတွေဖြစ်သွားပြီ ပြီးရင်ကျွန်တော်80တောင်းနဲ့ဘယ်ဘက်ကခလုတ်နဲ့တောင်းရမယ်။ advance test လမ်းတွေပဲရောင်းရင်ဒီညာဘက်ကခလုတ်တွေကိုနှိမ့်လိုက်မယ်။ညာပြီပေါ့နော်။ပြီးရင်အပေါင်းလေးနဲ့ဒါလေးနဲ့ထွက်လိုက်မယ်။နော်။အဲဒါပြီးတော့သူ့ကို calibration စာညီပဲပေါ့နော်။လမ်းတွေပဲက calibration ညီလာတယ်ပေါ့နော်။ပြီးတော့ညာဘက်ကခလုတ်တွေကြကြလေးနှိမ့်ထားမယ်။အတန်ကြီးထွက်လိုက်မယ်ပေါ့နော်။အဲ ဒါတို့လက် level လေးစာပြီးတော့ညှိသွားပြီးတော့เนาะဘလူးတူကိုဖွင့်မယ်အဲခုနကဘလူးတစ်စီမှာပဲပြီးသွားဆိုပြန်ပေးပြရမလို့တော့ဗောနော် RPP 0 to then CTP D လို့ပေါ်နေပြီပြီးရင် open level ဆို application သွားမယ်ဝယ်ရညာဘက်အပေါ်သားမှာရှိရဲ setting လေးကိုနေ printer လေးကိုနေမယ်ပြီးတော့ bluetooth တွေကိုယူထားမယ် ပြီးတော့ RPB 02 and more printer နေနေပုံနေပြီဆိုရင်ဒီကောင်လေးကိုထောက်လိုက်မယ်ထောက်ပြီးတော့ step step တွေကိုမနေတေဘူးပေါ့နော်အညာအပေါ်အမားလေးနေမယ် model ဝင်မယ် model test ကိုဝင်မယ်ကျော် TSP တွေတွေနဲ့ test လုပ်မှာပေါ့နော် PDF တွေနေမယ် printer နေပြီးတော့ label လေးနှစ်ခုစဖက်သွားပြီပေါ့နော်အတူဘယ်နှစ်ခုထွက်သွားလဲတို့မေးတာအကျကျွန်တော်တို့က two page ကိုနေမယ် okay ကိုနေမယ်ဒါဆိုရင်တော့ TSP နဲ့ချိန်တာအောင်မြင်ပါလိမ့်ဆို back net ပြန်ထွက်မယ်ဒါနဲ့ပြန်ထွက်မယ် တို့ချိန်လာဆောင်ရွက်ဆိုင်တဲ့30 30ပေါ့နော်ဒီ Redmi လေးကိုကျွန်တော်တို့စားပြီးဆန်းထုတ်ကြည့်မယ်ရော Ring Advanced တင်မှာတစ်ချက်ကြည့်မယ် -0.5 minus 2ပေါ့နော် Okay ညာနေစားထွက်သွားပြီဒီကျွန်တော်300တော့900တော့ထုတ်ကြည့်လိုက်မယ်1 2 3 4 5 ီအဲဒါလေးဆိုလေးပဲချိန်တာအောင်မြင်သွားပါပြီကျေးဇူးတင်ပါတယ်